မာဒါဂတ်စကာနိုင်ငံ၌တမရအန်ဒရီယာဂျိုလီနာဟာနိုင်ငံတော်ရဲ့ဖွဲ့စည်းပုံခြေခံဥပဒေကိုဆန့်ကျင်ပြီး အာဏာကိုတရားမဝင်အတင်းအဓမ္မသိမ်းယူရန်ကြိုးပမ်းမှုဖြစ်ပေါ်ခဲ့ကြောင်းနိုင်ငံတကာသတင်းမီဒီယာတွေဖော်ပြချက်အရသိရပါတယ်။အော်တိုဘာလာဆန်နီယန်နီမှာတော့တမရအန်ဒရီယာဂျူလီနာဟာစစ်တပ်နဲ့ပူးပေါင်းပြီးအာနာသိမ်းဖို့ကြိုးပမ်းခဲ့တယ်လို့ပြောဆိုခဲ့ကြပါတယ်။ဒါပေမဲ့စစ်တပ်ရဲ့အထူးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ကက်ဆက်တပ်ဖွဲ့ဝင်တွေက Generation Z Madagascar လို့ခေါ်တဲ့ လူငယ်တွေဥဆောင်တဲ့ဆန္ဒပြပွဲတွေမှာဝင်ရောက်ပူးပေါင်းခဲ့ပြီးသမရနဲ့အစိုးရအဖွဲ့ဝင်များကိုယာတူးမှဆင်ပေးရန်တောင်းဆိုခဲ့ကြပါတယ်။ဆန္ဒပြလူငယ်တွေဘက်ကလည်းစစ်တပ်ကရည်တည်ခဲ့ရာကြောင့်သမရအန်ဒရီယာဂျိုလီနာဟာသူ့အသက်ကိုကာကွယ်ရန်အတွက်လုံခြုံတဲ့နေရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်။ Generation C Madagascar လို့ခေါ်တဲ့လူငယ်တွေဟာအစမှာတော့ရေနေမီပြတ်တောက်မှုတွေပေါ်မကျေနပ်မှုတွေစတင်ကစက်တင်ဘာလ25ရက်နေ့ကဆန္ဒပြခဲ့ကြတာဖြစ်ပြီး နောက်ပိုင်းမှာတော့ဆင်းရဲနှွမ်းပါမှုအသက်မွေးဝမ်းကြောင်းစိတ်ရိပ်မြင့်တက်လာမှုအဆိုးရရင်အကျဉ်းပြတ်ချစားမှုတွေနဲ့သမရယာဒူမာနှုတ်ထွက်ရည်အထိတောင်ဆိုဆန်တွေဟာပုံမူကျေပြန့်လာခဲ့ပြီးယခုလိုအခြေအနေမျိုးဖြစ်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့မိတ်ဆွေများညီကုံမောင်နှမများကိုကျွန်တော်တို့ပြန်ပြီးပြစ်ခတ်ရမယ့်ကိစ္စမဖြစ်ပေါ်လာစေဖို့စစ်တပ်နဲ့ရဲတပ်ဖွဲ့များအားလုံးပူးပေါင်းပြီးစန့်ကျင်ကြပါစို့။ခမရတို့အထက်အရာရှိတွေရဲ့အမိန့်ကိုမနာခံပါနဲ့။ ်ခမားတို့ရဲ့လက်နက်ကန်ရဲဘော်တွေကိုပြစ်ခတ်ဖို့အမိန်ပေးတဲ့သူတွေကိုတနက်ချိန်ထားပါ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒေသရင်သူတို့ကကျွန်တော်တို့ရဲ့မိသားစုကိုဂရုစိုက်မှာမဟုတ်ဘူးလို့မာဒါဂတ်စကာနိုင်ငံမှာပြည်သူတွေနဲ့ပူးပေါင်းလိုက်တဲ့စစ်သားကပြောကြားခဲ့တာဖြစ်ပါတယ်။ကုလသမဂ္ဂကဆန္ဒပြမှုအတွင်းအနည်းဆုံး22ဦးသေဆုံးပြီးဒါဇင်ပေါင်းများစွာဒဏ်ရာရရှိခဲ့ကြောင်းထုတ်ပြန်ထားပေမယ့်အစိုးရကတော့ဒီအရေးအတွက်ကိုငြင်းဆိုထားခြင်းဖြစ်ပါတယ်။